စီဂျီတိုက်စစ်မှုဟာလန်ကိုလောင်ပြောင်တျော်လိုက်တဲ့ဖာဒီနန်နမ်ဘီကျော်တီယန်နီစပော့ရုပ်သံမှာဘောလုံးဝေဖန်သူဖြစ်ဆောင်ရွက်နေတဲ့အင်္ဂလန်ကစားသမားဟောင်းကြီးရီယိုဖာဒီနန်ကမန်ချက်စတာစီးတီးအသင်းနော်ဒီယန်ဖောရက်ကိုဒဂိုးကုန်းမရှိနဲ့ရှုံးနေခဲ့ပြီးနောက်မန်စီးတီးရဲ့တိုက်စစ်ကစားသမားအယ်လင်ဟာလန်ကိုတယောစွာထိုးနှက်ခဲ့ပါတယ်ပွဲဟာဂိုးမရှိတည်ရင်နဲ့ဆုံးသက်သွားမဲ့ပုံပေါက်နေခဲ့ပေမဲ့ကယ်လဟန်ဆန်အိုဒွိုင်းက83မိနစ်မှာဖောရက်အတွက်အဖိုးတန်နိုင်ကိုတွင်းယူခဲ့ပါတယ်နော်ဒီယန်ဖောရက်ရဲ့အနိုင်ကိုရှင်အိုဒွိုင်းဟာပွဲပြီးအင်တာဗျူးမှာချန်ပီယံလိရီမန်းချက်တွေနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားမှုဘယ်လောက်ရှိတယ်လဲလို့မေးမြန်းခန့်ခဲ့ရချင်းအိုဒွိုင်းက ဒီအကြောင်းကိုတိတ်မထုတ်ဖို့ပဲဖောရန်အနေနဲ့နှိမ်ချမှုရှိနေဖို့လိုပါတယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့နှိမ်ချနေဖို့ပဲလိုတယ်လို့ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယ်နေရာမှာရှိနေလဲဆိုတာသိပေမဲ့ဂါစီပြီးဆုံးမှုပွဲတွေအများကြီးကြံပါသေးတယ်။နှိမ်ချနေဖို့ကိုကိုကိုတွန်းအားပေးဖို့အမတ်တက်နိုင်သမျှအများကြီးရယူဖို့စူးစမ်းရမှာပါလို့အိုတွိုင်းကပြောဆိုခဲ့ရာဖာလီတင်ကချက်ချင်းထောက်ပြပြီးနှိမ်ချနေတဲ့ဒီယာစီအစောပိုင်းမှာတယောက်ယောက်ကဒီလိုပြောခဲ့ဘူးတယ်မဟုတ်လားလို့မေးခဲ့ပါတယ်။ဖာလီနဟံပြီးခဲ့တဲ့စက်တင်ဘာလကစီတီနဲ့အာဆင်နယ်တို့အမ်မရိတ်မှာငကုန်းငကိုးကြီးတရေကြခဲ့တဲ့ပွဲပြီး ဟာလန်ရဲ့ပြုမှုတွေကိုရည်ညွှန်းခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာဂါဘရီယာနဲ့ဟာလန်တို့ဂိုးသိမ်းခဲ့ပြီးနောက်ဆုံးမိနစ်မှာဂျွန်စတုန်းကတရီကိုပြန်သွင်းခဲ့ပြီးနောက်နှစ်ဦးထိတိုက်တွေ့ခဲ့ကြပါတယ်။စတုန်းရဲ့ခြေပါကိုပြီးဟာလန်ကဘောလုံးကိုဂါဘရီယာရဲ့ကောင်းကိုပြစ်ပေါက်ခဲ့တယ်လို့ပွဲပြီးမှလည်းအာဆင်နယ်နီးပြအာဒီတာကိုနှိမ်ချနေဆိုပြီးပြောခဲ့ပါတယ်။အဲ့ဒီကလေးကပြန်မဲ့သွင်းနေကဒီယာဒီဟာလန်ဒါမှမဟုတ်စီးပြီးအခက်ခဲကြုံတိုင်းနှိမ်ချနေဆိုတဲ့စကားကိုအခွင့်ရတိုင်းထည့်ပြီးလောင်ပြောင်လာခဲ့ကြပါတယ်။ဒီစကားဟာဘောလုံးလောကထဲမှာဟာတာတစ်ခုလိုပါဖြစ်လာခဲ့ပါတယ်။ Okay. I'm gonna A Liverpool score!